အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလိဒီနေဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အခုလက်ရှိမှာဒါကျွန်တော် update လေးနည်းနည်းလေးကျွန်တော်ပြောချင်ပါတယ် update လေးနည်းနည်းပြောချင်တဲ့အကြောင်းအားလက်ရှိဒါကျွန်တော်ဒီနှစ်သင်းကဒီနှစ်ရဲ့အပြောင်းအရွှေ့မှာအလုပ်၃ခုလောက်လုပ်ဖို့အတွက်လက်ရှိမှာပြင်ဆင်နေတာဖြစ်ပါတယ်အဲ့ဒီကိစ္စလေးကိုကျွန်တော်တို့ detail လေးဒါကျွန်တော်တို့နည်းနည်းလေးဆွေးနွေးရအောင်လို့ပြောချင်ပါတယ်အဲ့တော့ ဒါကျွန်တော်တို့လက်ရှိမှာကြားတဲ့သတင်းတွေအရဆိုရင်ဒါလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုလစ်ဗာပူးရောဆိုလစ်ဗာပူးသတင်းတွေပြီးတော့ဒါ Chelsea နဲ့ဒါ Manchester United အဲ့ဒါ Manchester United နဲ့ Chelsea နဲ့ကြားတဲ့မှာဒီနှစ်မှာအပြောင်းရွှေ့တာတူတယ်ပေါ့နော် Jadon Sancho အပါဝင်အပြောင်းရွှေ့နောက်တဲ့ add-on နှစ်ခုလောက်ထပ်ဖြစ်ဖို့ဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာကျွန်တော် update လေးနည်းနည်းလေးဆွေးနွေးအောင်ဟောတော့ဒါကျွန်တော်လူရီထင်နေလို့ Nicolas Jackson ရဲ့အပြောင်းရွှေ့တော့လုံးဝလုံးဝမဟုတ်ပါဘူးဒီနေရာမှာဒါ Manchester United အသင်းကရောင်းချတဲ့သူနေရာကနေတော့မှဖြစ်ပါတယ် Manchester Manchester ထပ်ပြောပါမယ် Manchester United အသင်းကလည်းရှိမှာ Nicolas Jackson ကိုလုံးဝစိတ်ဝင်စားပါဘူးဒီသတင်းတွေတက်နေတာဘယ်ကမှမသိတဲ့သတင်းတွေတက်နေတာဖြစ်ပြီးလက်ရှိမှာ TF4 TF5 TSA TF7 မှာတော့မှတွေ့နေရတဲ့တမမရှိအဲ့တော့ Nicolas Jackson နဲ့ Manchester United အသင်းနဲ့ဘာသတင်းမှမရှိပါဘူးဒါလေးကိုထပ်ဆောင်ပြီးပြောချင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီနေရာမှာနည်းနည်းလေးပြောရမယ်ဆိုရင်တော့ update လေးတစ်ခုပြောရမယ်ဆိုလက်ရှိမှာဒါ Jadon Sancho ရဲ့ကိစ္စပါအဲ့တော့ Jadon Sancho နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ Chelsea အသင်းက Manchester United အသင်းကိုပြန်မပို့မပို့မပို့အခုချိန်ဒီဒါဆွေးနွေးနေစေဖြစ်တယ်လို့သိရတယ်မှာပါတယ်အဓိကကလက်ရှိမှာ Chelsea အသင်းနဲ့ဒါအခုဒါ Jadon Sancho နဲ့တရားဝင်ဒါကျွန်တော်ဆွေးနွေးနေပြီဖြစ်ပြီးတော့ Sancho ကိုလောက်ခလာစာ short ပေးဖို့အတွက်အဓိကတောင်းဆိုထားတယ်လို့သိရတယ်မှာပါတယ်အခုလက်ရှိသတင်းတွေထွက်နေခဲ့လို့ဒါ Chelsea ဘက်ကတော့တရားဝင်ဒါကျွန်တော်တို့ကစားသမားကိုတပတ်လောက်ခလာစာ2သိန်းခွင့်နဲ့2သိန်း2000ပတ်ချလဲဝင်ကျင်ကြတာကစားသမားဘက်ကလက်ခံခဲ့မှာဆိုရင်တော့သူတို့အနေနဲ့ Manchester United အသင်းစီက Jadon Sancho ကိုပေါင်25သန်းနဲ့တရားဝင်ဝယ် MU မှာဖြစ်တယ်ဆိုတာကိုအကုန်လုံးသိပြီးသားဖြစ်တယ်။အဲ့တော့ဒါအခုလက်ရှိမှာဒီအပြောင်းရှင်မှာအဓိကလိုအပ်နေတာကတော့ Jadon Sancho ရဲ့ဆုံးဖြတ်ချက်ပဲ။ Jadon Sancho ကအခုလက်ရှိမှာ okay ငါကတော့ Luka Lasa short ပြီးမယ် Chelsea မှာငါပြောတယ်။အဲ့တော့တပတ်သသိန်းတော့တပတ် Luka သသိန်းငါ short လိုက်မယ်အတွက်ကြောင့်မို့ငါအတွက်တော့ဒါတကယ်ကိုပို့ပြီးပျော်ဖို့ကောင်းတဲ့နေရာမှာသူဆောက်မယ်။အဲ့တော့လက်ရှိချိန်ဒီကိစ္စနဲ့ပတ်သက်ပြီးကြားတော့ကဒါတဖက်က Chelsea ဘက်ကတော့တရားဝင်စကားလမ်းကြောင်းတွေဖွင့်ထားခဲ့ပြီးမယ်။ Jadon Sancho က Chelsea ဘက်ကတရားဝင်ကမ်းလှမ်းထားတယ်ဒါ Luka Lasa short ချရဲ့ Lasa ကို Jadon Sancho ဘက်ကလက်မခံသေးဘူးလို့သိရတယ်ဒီမှာပါ။အဲ့တော့ဒီ Chelsea ီအသစ်နဲ့ဒီဘောင်းရှင်နဲ့ပတ်သက်ပြီးအခြေအများကြီးပေးမှာမဟုတ်ဘူးသူတို့အနေနဲ့အခုလက်ရှိမှာ JD Sancho အခြေတစ်ခုပေးထားပြီးဖြစ်ပြီးတော့ဒီအခြေတစ်ခုအတွဲမှာ JD Sancho သာအပြောင်းရွှေ့ကိုလက်မခံခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ Manchester United ကို Euro ပေါင်၄ .5 သန်းပေးပြီးစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပေးပြီးတော့ JD Sancho ကို Manchester United အသင်းစီပြန်ပေါ့ကောလာဟာလာရတာ JD Sancho မှာဒီတစ်ပတ်အတွင်းဒါကျွန်တော်တို့အာ club world cup လက်ရှိရတဲ့ကြောင့်မဒါ JD Sancho မှာဒီတစ်ပတ်အတွင်းဒါကျွန်တော်တို့ ်ချက်စီသင်းကိုတခခုပြန်ပြောရမယ်လို့သိရတယ်ဒါမှပါတယ်ဒီတစ်ပတ်တွင်းမှာသာပြန်မပြောဘူးဆိုရင်တော့ဒါချက်စီသင်းနဲ့ဂျေဂျင်ဆန်ချိုကိုကျွန်တော်သိရလာမယ့်အပတ်မှာဒါမန်ချက်စတာယူနိုက်တက်အသင်းစီကိုဒါပေါင်4.5သန်းပေးပြီးတော့ဂျေဂျင်ဆန်ချိုကိုပြန်ပို့တော့မှာဖြစ်ပါတယ်အဲ့တော့မန်ချက်စတာယူနိုက်တက်ဘက်ကလည်းရှင်းတယ်ဂျေဂျင်ဆန်ချိုကိုဒါကျွန်တော်တို့ချက်စီသင်းမှာပဲနေဖို့အတွက်ကစားသမားကိုတောင်းဆိုထားတယ်ဆိုတော့ကောလာဟာလိုက်ထွက်လာခဲ့တယ်ဒန်ဒီယမ်အဓိကကပြဿနာကပေါ့နော်ဒါကျွန်တော်ဂျေဂျင်ဆန်ချိုရဲ့အဓိကလုခါလာတာပဲကစားသမားကတပတ်လုခါလာစားတသိန်းလောက်တသိန်းကိုအဲ့ပေါ့တသိန်းတသိန်းသုံးသောင်းလောက်ရှော့ယူပါမလားဆိုတဲ့မေးခွန်းကိုကျွန်တော်မေးရမှာဖြစ်တယ်အဲ့တော့ လက်ရှိချိန်ထိတော့ဂျေရင်ဆန်ချိုကဒီအဖြေကိုဒါအင်မလို့အမ်လို့လုပ်နေပြီးတော့ဒါနိုးလဲဖြစ်သွားနိုင်တဲ့ရက်စဖြစ်အခုချိန်ထိကျွန်တော်အဖြေကိုတိတိကျကျမသိရသေးဘူးလို့ဆိုလို့ရတယ်မှာပါတယ်အဲ့တော့ဒီနေ့မှာ United ဘက်ကအဓိကဆူတောင်းအောင်မှာဂျေရင်ဆန်ချိုအနေနဲ့ဒီအပြောင်းရွှေ့ကိုဒါကျွန်တော်တို့ yes ပြောင်းဖို့ yes ပြောဖို့အတွက်ပဲဒါ United က25သန်းလဲရမယ်တပတ်လောက်ကလာစား3သိန်းခွဲလောက်ရှိတဲ့ကစားသမားတွေတို့လက်ထက်မှာရောက်လာပြီးတော့အဘူကောင်ဖြစ်ဖို့လည်းအရေးကြီးအဲ့တော့တစ်ဖက်က Chelsea အသင်းကဒီနေ့မှာအကြီးကျယ်ကယ်တင်ရဖြစ်ပြီးတော့ဆန်ချိုကိုယ်တိုင်လဲဒါကျွန်တော် United အသင်းအနာဂတ်ပေါ်မှာအများကြီးမူတည်သွားပြီလို့မြင်တော့ဂျေရင်ဆန်ချို Manchester United ဒါကျွန်တော် ော်တို့ Chelsea တွေရဲ့အပြောင်းအရွှေ့မှာတကယ်တမ်းအရေးပါနေကစားသမားကတော့ Jadon Sancho ကိုရံဖြစ်ပါတယ် Chelsea ဘက်ကတပတ်လုခလာတဲ့3000နဲ့3000 5000ကြာရှိတဲ့ကန့်လန့်မှုတစ်ခုကိုတရံဝင်လုထားပြီးဖြစ်တယ် Sancho ကဒီဟာနဲ့ပတ်သက်ပြီးတော့လုံးဝအဖြစ်မပေးသေးဘူးလို့သိရတယ်ပေါ့ပါ Chelsea ကဒီဟာနဲ့ပတ်သက်ပြီးတော့တပတ်ဆောင်မှာဖြစ်ပါတယ်နောက်တော့အပြောင်းအရွှေ့တစ်ခုအနေနဲ့အခုလက်ရှိမှာကြားတဲ့သတင်းတွေအရဆိုရင်တော့ဒါ top bullion ကိုပေါ့နော် clearly capital အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ chelsea ဘက်ကို chelsea ချက်စီဘက်ကနေပြောတာမန်ချက်စတာယူနိုက်တက်လက်ရှိကစားသမားဖြစ်တဲ့အလာဟန်ဒူဂါနာချိုကိုခေါ်ယူဖို့အတွက်တရားဝင်ချိတ်ဆက်မှုတွေကိုစတင်ပြီးတော့ပြုလုပ်နေပြီဆိုတဲ့သတင်းတွေတောက်ပြောက်ထွက်ပေါ်လာခဲ့ဖြစ်တယ်။အဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်တို့ အလဟာဒူကနာချိုကိုတော့မန်ချက်စတာယူနိုက်တက်အသင်းကလာမယ့်နွေရာသီမှာရောင်းချဖို့အတွက်စီစဉ်ထားရဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။ရူဘင်အာမိုရီနဲ့အလဟာဒူကနာချိုကြားထဲမှာဒါကျွန်တော်အကြီးအကျယ်ပွဲတွေဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအလဟာဒူကနာချိုအနေနဲ့အသင်းတစ်ကိုရှာဖို့အတွက်ရူဘင်အာမိုရီကိုယ်တိုင်ဒါသူ့ရဲ့ training press မှာပြောခဲ့တယ်ဆိုတာကိုဒေးဗစ်အော့စတိန်ကရေးတင်လာခဲ့တော့တယ်။ဒီထက်ပိုပြီးကျန်းနေတယ်ဆိုတဲ့ဥစားပြောတာလည်းကြားရတယ်ဒါမှပါတယ်။သူတို့အနေနဲ့လည်းရှိမှမင်းကိုနောက်ထပ် club ခေါ်ရင်ကန်ကောင်းဆိုတဲ့ပုံစံမျိုးပါစားရူဘင်အာမိုရီပြောတယ်ဆိုတဲ့ကောလာဟာလာတွေပေါ်ထွက်လာခဲ့တာကိုတွေ့ရ။ဒါပေမဲ့ပြောချင်တာကအဓိကပြောချင်တာက ီနေဆန်ချိုအလာဟိုရောဘတ်ကိုအဲရောဘတ်ကလည်းသူတို့အလာဟန်ဒရိုဂါနာချူနဲ့ဒါကျွန်တော်ရူဘင်အာမိုရင်းတို့ရဲ့ဂျားထဲမှာဆက်ဆံရေးကတော့လုံးဝ100%ပြတ်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ပြောချင်တာအကဲအလာဟန်ဒရိုဂါနာချူနေနဲ့ဒါမန်ချက်စတာယူနိုက်တက်မှာဆက်နေမယ်ဆိုရင်တော့မှနေရာရဖို့တော့ရန်ကုန်တော်တော်လေးကိုနည်းသွားပြီဘာလို့လဲဆိုတော့အခုလက်ရှိမှာ အာမဒူရက်စ်ခေါ်တာကိုတိုင်ကလည်းဒါမန်ချက်စတာယူနိုက်တက်ကစားသမားကိုတရားဝင်ဖြစ်လာတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်မှာဒါရောဘတ်အလာဟန်ဒိုကနာချိုနဲ့နေရာရှိဖို့အတွက်တော်တော်လေးကိုနဲသွားပြီလို့ပြောလို့ရတဲ့အနေအထားကြီးဟိုရောက်သွားတော့အလာဟန်ဒိုကနာချိုကိုလည်းလက်ရှိမှာခေါ်ယူဖို့အတွက်ချက်စီကတရားဝင်ကစားသမားဘက်ကိုဆက်သွင်းနေပြီလို့သိရတယ်မှာပါတယ်အလာဟန်ဒိုကနာချိုကိုတိုင်ကလည်းမနစ်ကဆောင်းအာဒီကရက်ကချက်စီကိုပြောင်းရွှေ့ဖို့အတွက်စိတ်အားထက်သန်ခဲ့ပြီသူ့ကိုရောဘတ်ကနာချိုကိုတိုင်ကကျွန်တော်ချက်စီရဲ့ပွဲတချို့ကိုသွားကြည့်ရတဲ့အတွက်ကြောင့်မန်ချက်စတာယူနိုက်တက်ပြိတ်သက်တွေကိုတိုင်ဝေဘန်ခဲ့ တဲ့အထီကိုတော်တော်လေးကိုစိုးစိုးရွားဖြစ်သွားတာမှတ်မိကြလိမ့်မယ်အဲ့တော့လက်ရှိမှာအလာဟန်ဒိုကာနာချိုကသူ့အနေနဲ့ပြောင်းမယ်ဆိုရင်ဒါပြည်တွင်းကကလပ်ကိုပဲပို့ပြီးတော့ပြောင်းရွှေ့လူနေပြီးတော့ကောလာဟာလာတွေကလက်ရှိမှာသူ့ကိုနပိုလီတင်းကစိတ်ဝင်စားနေခဲ့ပြီးမဲ့ နပိုလီအသင်းနဲ့ချယ်ဆီအသင်းနှစ်သင်းနဲ့ကတသင်းကိုရွေးချယ်ရမယ်ဆိုရင်တော့အလာဟန်ဒူဂါနာချူနီနဲ့ဒါကျွန်တော်တို့နပိုလီအသင်းကိုချယ်ဆီအသင်းကိုဒါပုံမူပြီးတော့ရွေးချယ်ဖို့အတွက်ရာဂိုင်တုံးတွေပုံများမယ်ဆိုတာသိရတယ်မှာအဲ့တော့တစ်ဖက်ကမန်ချက်စတာယူနိုက်တက်ဘက်ကတော့အဖြေကတော့ရှင်းတယ်အလာဟန်ဒူဂါနာချူကိုအယောင်စီတင်ထားတာမှန်ပေမဲ့တို့အနေနဲ့ဒီကစားသမားအတွက်ရှော့ဆီကိုလုံးဝယူတော့အစီအစဉ်မရှိဘူးမန်ချက်စတာယူနိုက်တက်အသင်းနဲ့အလာဟန်ဒူဂါနာချူအပြောင်းရွှေ့ကနေပြီးတော့ပေါင်55တန်းနဲ့ပေါင်တန်း60ကြားထဲမှာဈေးတစ်ခုတန်းရတို့အနေနဲ့လိုချင်တယ်ဒီဟာကိုတို့အနေနဲ့လုံးဝရှော့ဆီပြုဖို့အစီအစဉ်မရှိဘူးဒါလက် ရှိမှတရင်းနေရတည်ရတယ်မှာပါတယ်အဲ့တော့အလာဟန်ဒိုကနာချိုအတွက်တပတ်ကချက်စီအသင်းကလည်းဒါမနစ်ခက်တဲ့ကဒီကစားသမားတွေပေါင်သန်း90လောက်ဈေးတက်မှတ်ထားတဲ့ကြောင့်တကယ်တမ်း United တောင်းတဲ့ဈေးက Chelsea အသင်းအတွက်ပေးနိုင်တဲ့ဈေးတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့လုံးဝလုံးဝအခြေမြင့်မရှိတဲ့ကောလာဟာလာတချို့ထွက်နေတာအများကြီးရှိအဲ့ဒါကဘာလဲဆိုတော့ Alejandro Garnacho အပြောင်းရွှေ့အတွက်ဒါ Chelsea အသင်းနဲ့ Nonni Maduiki ကိုအသုံးပြုသွားဖွယ်ရရှိကြောင်းဆိုတဲ့သတင်းတွေလည်းဆိုတာဒါပေမဲ့ဒါပေမဲ့လုံးဝဒါကြီးကအခြေမြင့်မရှိတဲ့သတင်းတွေဖြစ်တယ်ဒါလက်ရှိမှာဒါကြောင့် Twitter မှာပြန့်နေတဲ့သတင်းတစ်ခုခင်ဗျားတို့ပြောပြတာပဲရှိတယ်ဒါပေမဲ့ဒါ TIA TF 7 8လောက်တော့မရှိအဲ့တော့လက်ရှိမှာ Nonny Maduiki ကိုလည်းလာမဲ့နေရာဒီမှာ Chelsea အသင်းကထုတ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ် Nonny Maduiki စိတ်ဝင်စားတဲ့ club တွေမှာ AC Milan ကထိတ်ဆုံးအောင်ပါနေဆိုအကုန်လုံးသိပြီးသားဖြစ်နေအဲ့တော့ဒါဒီညမှာဒါ Chelsea အသင်းနဲ့ Nonny Maduiki က Alejandro Garnacho ရဲ့ပြောင်းရွှေ့မှာတစည်းစည်းသားအနေနဲ့လည်းတုံးသွားနိုင်နေဆိုတဲ့ Kola Hala သတင်းတွေကတောက်လျှောက်ထွက်ပေါ်နေတွေ့ရမယ်အဲ့တော့ထားပါအဲ့ဒါ Kola အဲ့တော့လက်ရှိမှာ Chelsea အသင်းနဲ့ဒါကျွန်တော်တို့ Jadon Sancho ပြီးရင် Alejandro Garnacho ကိစ္စမှာလည်း Manchester United အသင်းနဲ့ Chelsea အသင်းတို့ဒါထိတ်တိုက်တွေ့ဆုံရဖို့အတွက်ရှိတယ်လို့ကျွန်တော်အနေနဲ့ပြောပြချင်တာဖြစ်တယ်နောက်ဆုံးပြောင်းရွှေ့တစ်ခုက tashi ma fa fesh pi, fa fesh pi me က်ရှိမှာ Manchester United ရဲ့ကွင်းလယ်ကစားသမားကသာရောင်းချဖြစ်ခဲ့မယ်ဆိုရင်တော့ Chelsea အသစ်နဲ့လာမယ့်နွေရာသီမှာဒီနှစ်နှစ်ဆယ်ပဲငါလာမယ်ဒီနှစ်အပြောင်းအရွှေ့ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာခေါ်ယူဖို့အတွက်အစိတ်ဝင်စားနေဆိုတဲ့ကစားသမားပဲဒီကစားသမားကျန်တဲ့ကစားသမားမဟုတ်ခုလက်ရှိမှာလောက်ခလာဆောင်နဲ့အဆင်မပြေဖြစ်ပြီးတော့စာချုပ်တက်တန်းတိုးဖို့အတွက်ဒါ stop ဖြစ်နေတဲ့ Kobe Mino ပါပဲ Kobe Mino ကိုလက်ရှိမှာ Manchester United အသစ်နဲ့စာချုပ်ချုပ်ဆိုဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့ကစားသမားနဲ့တပတ်လောက်ခလာဆောင်တသိန်း၈000အထိတောင်းထားတာဖြစ်တဲ့ကြောင့် United အသစ်နဲ့စာချုပ်အသစ်ချုပ်ဆိုဖို့အတွက်အခုချိန်နေမကောင်းဘူးဒါကြောင့်မို့လက်ရှိမှာ Manchester United အသစ် နေတာဇီဘဘုန်းနဲ့ရောင်းရတဲ့အခုလက်ရှိမှာကစားသမားအစဉ်ပြင်းတဲ့ချီရောင်းဖို့အတွက်ဘာထိုက်တဲ့နဲ့ဈေးရမယ်ဆိုတော့ရောင်းဖို့အတွက်ပြင်ဆင်လာနိုင်တယ်ဆိုတော့ကောလာဟာလိုက်ထွက်လာပြီအဲ့တော့ဒီနေ့ထားမှာလက်ရှိနောက်ဆုံးကြားရတဲ့သတင်းတွေကဒါကိုဘီမိုင်းနူကိုဒါမန်ချက်စတာယူနိုက်တက်အသင်းကတကယ်တမ်းသာအယောင်စီးတင်ဖြစ်ခဲ့မယ်ဆိုရင်တော့တေးကြတာတစ်ခုကဒါကျွန်တော်တို့ ချက်စီးသင်းကဒီအပြောင်းရွှေ့မှာဝင်ရောက်ပြီးတော့ဝယ်ယူဖို့အတွက်စိတ်ဝင်စားတယ်ဆိုတဲ့ကောလာဟာလာဆက်ဆန်သတင်းတွေကိုတောက်လျှောက်ထွက်ပေါ်နေရတာတွေ့ရမှာတမပါ။အဲ့တော့မိသောပင်ဆိုစီကမှလက်ရှိမှာ Manchester United အသင်းနဲ့ Chelsea တို့ရဲ့ဂျားထဲမှာဒီနှစ်မှာအပြောင်းရွှေ့ပြီး ထပ်ပြီးတော့ဖြစ်သွားဖို့လည်းအများကြီးအများကြီးတွေ့ရဖို့ရှိပါတယ်အဲ့ဒါကိုကျွန်တော်တင်ဆက်ပေးထားဖြစ်ပါတယ်အဲ့တော့လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ you sport media 3.0ကျွန်တော် DB4 တို့မှာကျင်းလူဆန်ပေါအောင်ကူညီလို့ရပါတယ်ဗျာလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း you sport media 3.0ကျွန်တော် DB4 တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များသောကူညီပေးလို့ရပါတယ် ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မမိုက်လည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တွေအလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မမိုက်လည်းကလစ်ဖို့မမိကြပါနဲ့။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုတမိုင်းကောင်းမွန်သောဒီနေ့ဖြစ်ပေါ်ဖြစ်ပါစေဒီနေ့ကနေစုမုံအောင်တောင်းပေးပါတယ်။ဒေးပါဗျာ။